မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင် အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်လိုအပ်မယ်ဆိုရင်သင်ယူလေ့လာနိုင်ပါလိမ့်ရှင်ဒီနေ့တော့တသမာတန်မြန်မာသားဖတ်စာမှာ သင်ရမယ့်အလင်္ကာလေးတွေရဲ့အကြောင်းကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် မြမစာကို ရေးသားတဲ့နေရာမှာတရာအတုံးအနှုံမှန်ကန်ခြင်းစလုံးမောင်းတပ်ပုံမှန်ကန်ခြင်းဝကြအထအတုံးမှန်ကန်ခြင်းတို့ဟာအခြေခံလိုအပ်ချက်တွေဖြစ်ပြီးတော့ပိုးပြီးတော့အစ်င့်မြင့်တဲ့စာအရေးအသားအတတ်ပညာနီးနာများလည်းရှိပါသေးတယ်အဲ့ဒီနီးတွေအ ਨੇ အဓိကကြတဲ့နီးတွေကတော့ တတလင်္ကာယမြောက်အောင်ရေးဖွဲ့နီးအဋ္ဌလင်္ကာယမြောက်အောင်ရေးဖွဲ့နီးနဲ့ယတမြောက်အောင်ရေးဖွဲ့နီးတို့ပဲဖြစ်ပါတယ်တတလင်္ကာယဆိုတာကတော့စကားတန်စာဆင်ခြင်းဖြစ်ပြီးတော့အဋ္ဌလင်္ကာယကတော့အ내တန်စာဆင်ခြင်းဖြစ်ပါတယ်တတလင်္ကာယမြောက်အောင်ရေးဖွဲ့ခြင်းဟာဂုံမြောက်အောင်ရေးဖွဲ့ခြင်းဖြစ်ပါတယ်အဋ္ဌလင်္ကာယမြောက်အောင်ရေးဖွဲ့ခြင်းကတော့အလင်္ကာနဲ့ အနက်တန်းစာတန်းစာဆင်ရေးဖွဲ့ခြင်းပဲဖြစ်ပါတယ်။နော်ဒီရေးဖွဲ့တဲ့နေရာမှာ အထူးလေ့လာရမယ်အလင်္ကာနဲ့ယက်တအနေယက်တအကြောင်းကို ပထမပိုင်းမှာ သင်ပြီးခဲ့ပြီးဖြစ်ပါတယ်။အခုကတော့အလင်္ကာအကြောင်းကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ အလင်္ကာကျန်းနေရဲ့အလိုအယစာပေအဖွဲတစ်ခုဟာအမျိုးသမီးကလေးတဦးရဲ့ကိုယ်ခန္ဓာနဲ့တူပြီးတော့အပြစ်ဒေါသတွေဟာ အစင်းမလှခြင်းနူနာဆွဲခြင်းအကျဉ်းယုတ်ခြင်းစတဲ့အပြစ်အနာများနဲ့တူပါတယ်အပြစ်ဒေါသမလွတ်တဲ့အဖွဲဟာထို အပြစ်အနာများရှိတဲ့အမျိုးသမီးနဲ့တူပါတယ် အပြစ်ဒေါသကင်းတဲ့အဖွဲဟာ အပြစ်အနာကင်းတဲ့ပင်ကိုချောအမျိုးသမီးလေးနဲ့တူပါတယ်။စာပေအဖွဲတစ်ခုဟာဒေါသလည်းကင်းမယ်၊ဂုံလည်းမြောက်မယ်၊အထလင်္ကာရတွေနဲ့လည်းပြည့်စုံမယ်ဆိုလို့ရှိရင် ပင်ကိုကလည်းချောလိန်လည်းလိန်မှာအစင်တန်စာနဲ့လည်းပြည့်စုံတဲ့အမျိုးသမီးလေးလို့အလုံးနှစ်သက်ဖွဲကောင်းပြီးတော့ပညာရှိတို့ရဲ့စိတ်ကိုရိုးဖိတ်တက်မဲ့ စေနိုင်တဲ့အစွမ်းရှိမယ်ဆိုတဲ့အကြောင်းကို ဥပမာဆောင်ထားပုံကို ကြည့်မယ်ဆိုရင်တတာလင်္ကာယလို့ခေါ်တဲ့ဇကားတန်စာအတ္ထာလင်္ကာယလို့ခေါ်တဲ့အ нэт တန်စာရဲ့အရေးပါပုံကိုလေ့လာသိရှိရမှာဖြစ်ပါတယ်အတ္ထာလင်္ကာယနီးနာတွေကိုအလင်္ကာကျမ်းတွေမှာအကျယ်တဝင့်ဖော်ပြထားပါတယ်အချုပ်အားဖြင့်ကြည့်မယ်ဆိုရင်ဓာတ်ရိုက်ဖွဲ့ဆိုတဲ့တဘာဝဝုဒ္ဓိ အလင်္ကာနီး9နီးနဲ့တွယ်ဝိုက်ဖွဲ့ဆိုတဲ့ဝင်္ဂဝုတ်တိအလင်္ကာနီး35နီးဆိုပြီးတော့ရှိပါတယ်တွယ်ဝိုက်ဖွဲ့ဆိုတဲ့ဝင်္ဂဝုတ်တိအလင်္ကာနီး35နီးအနဲ့အလွန်များအသုံးများတဲ့အလင်္ကာရဲ့အကြောင်းကိုလေ့လာမှာဖြစ်ပါတယ်အဲ့ဒါလေးကတော့ဘာတွေလဲဆိုတော့ဥပမာအလင်္ကာယူပကအလင်္ကာအတိတ်တယဝုတ်တိအလင်္ကာ ဝင်းငါဝုတ်တိအလင်္ကာနဲ့မြည်တန်ဆွဲအလင်္ကာဆိုပြီးတော့ဒီအလင်္ကာ၅မျိုးအကြောင်းကို လေ့လာကြရမှာ ဖြစ်ပါတယ်။ကဲပထမဦးဆုံးကတော့ဥပမာအလင်္ကာအကြောင်းကိုစတင်လေ့လာမှာဖြစ်ပါတယ်။ဥပမာဆိုတဲ့အတိုင်းပဲသူကဟိုအတုံးတစ်ခုနဲ့တစ်ခုကိုဥပမာအတုံးအနှုံးလေးတွေနဲ့သုံးနှုံးပြီးတော့ဖွဲ့ဆိုထားတဲ့အဖွဲလေးတွေဖြစ်ပါတယ်။နော်ဥပမာအလင်္ကာဟာ ဒီစာပေဖွဲ့ဆိုတဲ့နေရာမှာအလွန်အသုံးများတဲ့အလင်္ကာတစ်ခု ဖြစ်ပါတယ်။ဘယ်လောက်ထိအောင်အသုံးများလဲလို့ဆိုလို့ရှိရင်ဖျားရှင်ကိုရောမြတ်ကြီးကနေစပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကနေစပြီးတော့တာမန်လူတွေအထိအသုံးပြုတဲ့အလင်္ကာတစ်မျိုးဖြစ်ပါတယ်။ဥပမာအလင်္ကာကတော့ နော်မြတ်စွာဘုရားရှင်ဟာတတ္တဝါဝေနေရတွေကိုတရားဓမ္မတွေကိုဟောပြောတဲ့အခါမှာထင်လွယ်မြင်လွယ်သိလွယ်ဖြစ်အောင်လို့ဥပမာ အလင်းကအမျိုးမျိုးကို အသုံးပြုပြီးတော့ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်ပပထမဆုံးဥပမာအသုံးနှုံးလေးကို ကြည့်မယ်ဆိုရင် မပြင်းမထိုက်တဲ့သူကိုပြင်းမမိတဲ့အခါ ထိုမကောင်းမှုဟာပြင်းမာတဲ့သူထန်တို့သာပြန်လဲကြောက်တတ်တယ်ဆိုတဲ့သဘောကိုနော်လေညာကိုလွှင့်လွင့်တော်မြူမုံဟာလွင့်သူထံသို့သာပြန်ရောက်တကဲ့သို့ဆိုပြီးတော့ယင်မြတ်စွာဘုရားရှင်က ဥပမာပေးထားတော်မူပါလေ။နော်လေးတိုက်တက်ခတ်တဲ့အခါမှာလေးတင်နဲ့လေးညာဆိုပြီးတော့ယင်နှစ်မျိုးရှိပါတယ်။လေးတင်ကနေပြီးတော့ယင်လေးဟိုနော်ဒီ အရာဝတ်ထုတ်တဲ့မြူးမုံတွေဟာလေတင်ကနေလေညာကို ပြန်ပြီးတော့ဆင်ဆုံဆင်းကတာဆုံဆင်းတာဖြစ်ပါတယ်လေညာကတော့အထက်ကိုစံတက်တဲ့သဘောဖြစ်ပါတယ်အဲ့လိုပဲလေညာအထက်ကိုလွှင့်ပစ်လိုက်တဲ့မြူးမုံတွေဟာနော်လေတင်ကိုပြန်ကိုရှိလေညာကိုပဲပြန်ပြီးတော့လေရဲ့အလျောက် ပြန်ပြီးတော့ရောက်တယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားက ဥပမာအလင်္ကာနဲ့ပေးထားတော်ပေးထားတော်မူတာဖြစ်ပါတယ်။ကဲနောက်ထပ်တစ်ခုဥပမာအလင်္ကာလေးတစ်ခုကိုသုံးနှုံထားတဲ့ဥပမာအလင်္ကာလေးတစ်ခုကိုကြည့်ရအောင်။မိမိမျက်နှာသည်လပြည့်ဝန်းကဲ့သို့ကြည်လင်လှပါသည်တဲ့။ဒီဥပမာကိုကြည့်ရအောင်။ဒီဥပမာမှာအဓိက ပြောလို့တဲ့အရာကတော့မိမိမျက်နှာเนาะမိမိမျက်နှာဟာဘလို့ ဘသူနဲ့နှိုင်းထားလဲဆိုတော့လက်ပြေဝန်းနဲ့နှိုင်းထားတယ်။နော်ဒါဆိုရင်မိမိမျက်နှာနဲ့လက်ပြေဝန်းမျက်နှာကအတူတူဖြစ်တယ်။ဘလို့ဖြစ်တာလဲကြည်လင်လှပါသည်တဲ့။ကြည်လင်နဲ့ဂုံရှိတယ်။မိမိကလည်းကြည်လင်နဲ့လက်ပြေဝန်းကလည်းကြည်လင်နဲ့မိမိနဲ့လက်ပြေဝန်းကိုနော်နှိုင်းနော်မေ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 အဓိကပြောလိုတဲ့အရာနော်မေမေ तू ကအနိုင်ခံအနိုင် เนาะเนาะအဓိကပြောလို့တဲ့အရာကတော့မေမေပေါ့ तू อ่ะအနှိုင်းခံပေါ့နော်ဘာနဲ့နှိုင်းပြထားတာလဲဆိုတော့အနှိုင်းခံဆိုတော့ဥပမေယလို့ခေါ်တယ်ဘာနဲ့နှိုင်းပြထားတာလဲဆိုတော့လက်ပြုံဆိုတော့နော်ကြည်လင်နဲ့လုံးဝင်းနဲ့အရာကြီးနဲ့ तू อ่ะနှိုင်းထားတာ သူ့အနှိုင်းလားပြေဝုံးကိုကြတော့ဥပမာနာလို့ခေါ်တယ်။မေမေကတော့အနှိုင်းကံဥပမေယာလို့ခေါ်ပြီးတော့လားပြေဝုံးကတော့အနှိုင်းဥပမာနာနဲ့တူတယ်။နော်။ဘာနဲ့နှိုင်းထားတာလဲဆိုတော့ကဲ့သို့ဆိုတဲ့နော်စကလုံးလေးကဲ့သို့ဆိုတဲ့စကလုံးနဲ့နှိုင်းထားတာမေမေလားပြေဝုံးမေမေနဲ့လားပြေဝုံးကအတူတူနော်အနှိုင်းနဲ့အနှိုင်းကံ နော်အနိုင်ခံတဲ့အနိုင်နော်ဘာနဲ့သူ့ကိုနော်အနိုင်ပြစကားနော်ဘာနဲ့ပြထားတာလဲဆိုတော့ကဲ့သို့ဆိုတဲ့စကားလုံးလေးနဲ့ပြထားတယ်သူကဘာလဲဆိုတော့ကဲ့သို့ဆိုတဲ့စကားလုံးကအနိုင်ပြစကားဖြစ်တယ်နော်ပါဠိလိုပြောမယ်ဆိုရင်တော့ဥပမာဇောတကသူကအနိုင်ပြစကား နော်မိမိဟာမိမိမျက်နာဟာလာပြေဝန်ကဲ့သို့ကြည်လင်နေကြည်လင်ချမ်းမြေတယ်ဆိုတော့ဒီကဲ့သို့ဆိုတဲ့အနှိုင်းပြစကားမပါရင်နော်သူက ဥပမာအလင်ကမမြောက်ဘူးနော်ဒီကဲ့သို့ဆိုတဲ့အနှိုင်းပြစကားပါမသူကဥပမာအလင်ကမြောက်သွားတာနော်ဒါကိုနားလည်နိုင်မယ်လို့ထင်တယ်မိမိဆိုတာကအတိတ်ကပြောလို့တဲ့အရာ तू ကအနှိုင်းခံဖြစ်တယ်ဥပမေယ နော်လပြည့်ဝန်းဆိုတာကတော့နှိုင်းပြတဲ့အရာဖြစ်တယ်သူကအနှိုင်းဥပမာနာဖြစ်တယ်ဘာနဲ့နှိုင်းထားတာလဲဆိုတော့နော်သူတို့မိမင်းနဲ့လပြည့်ဝန်းကိုဘာနဲ့နှိုင်းထားတာလဲဆိုတော့ကဲ့သို့ဆိုတဲ့အနှိုင်းပြစကားနဲ့နှိုင်းထားတာမေမေမျက်နာသည်လပြည့်ဝန်းကဲ့သို့တီလင်းလှပါသည်တဲ့เนาะကဲ့သို့ဆိုတာအနှိုင်းပြစကားဥပမာเนาะပါဠိလိုကြည့်မယ်ဆိုရင်ဥပမာဇောတကလို့ပြောတယ် ။နော်အဲ့လိုပဲဒီကဲ့သို့ဆိုတဲ့အနှိုင်းပြစကားတွေလိုပဲနောက်ထပ်စကားလေးတွေရှိသေးတယ်။ဘာလေးတွေလဲဆိုတော့နှင်းတပွဲလို to အလားတန်းဆိုပြီးတော့ရင်အနှိုင်းပြစကားလေးတွေလည်းရှိသေးတယ်ဒါလေးတွေကသိထားမှာပါ။နော်ကဲ့သို့လို့ပဲ အနှိုင်းပြစကားလေးတွေရှိတယ်ဥပမာ နော်ဥပမာဇောတကစကားလေးတွေရှိတယ် အဲ့ဒါကဘာတွေလဲဆိုတော့နှဲသဖွဲလို့တူအလားတန်းဆိုပြီးတော့အနှိုင်းပြစကားလေးတွေရှိတယ်။ကဲကပြားမှာဖြစ်ဖြစ်စကပြေမှာဖြစ်ဖြစ်နော်ဥပမာအလင်္ကာလေးတွေဥပမာစကားလေးတွေဟာတွေ့ရမှာဖြစ်ပါတယ်။အမြဲတမ်းတွေ့ရမှာဖြစ်ပါတယ်။ तू ကနော်ဒီဥပမာအလင်္ကာလေးတွေပါပါမှလည်း ဒီကပြားလေးစကပြေဟာရုပ်လုံးပို့ပြီးတော့ကြွလာတာဖြစ်ပါတယ်ဒါဒီဥပမာအလင်္ကာတွေကိုသဘောပေါက်နားလည်အောင်ကလေးတွေအနေနဲ့လေ့လာရမှာဖြစ်ပါတယ်နော်ဒီဥပမာအလင်္ကာဟာသက်ဆိုင်ရာကပြားစကပြေတွေကိုမြည်တော့မြည်ပုံအထောက်အကူပြုတယ်နော်မြည်တော့မြည်ပုံအားဖြစ်ပေးတယ်ဆိုတော့အကြောင်းကိုလေ့လာကြရမှာဖြစ်ပါတယ်ဒါဥပမာအလင်္ကာလေးရဲ့ နော်အတုံးအပြုတ်လိုအပ်တဲ့ပုံလေးကိုပြောပြခဲ့တာဖြစ်ပါတယ်။ကဲဒီနေ့ကတော့သွယ်ဝိုက်ဖွဲ့ဆိုတဲ့ဝင်ကားဥတီအလင်္ကာနီ35နီအ낵ကနေပြီးတော့ယင်ထင်ရှားကြော်ကြအတုံးများတဲ့ဒီအလင်္ကာလေးနော်အလင်္ကာလေးဒီတဲကနေဥပမာအလင်္ကာအကြောင်းကိုခလေးတွေသိအောင်ပြောပြခဲ့တာဖြစ်ပါလိမ့်ရှင်။နားလည်နိုင်မယ်လို့ထင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။